အခုရက်ပိုင်းလေးလူနာတွေတော်တော်များများချောင်းဆိုးအချွတ်ချက်တွေတော်တော်ဖြစ်နေကြရနော်ဒေါက်တာကိုယ်တိုင်လည်းဖြစ်နေရနော်အခုဒီရက်ပိုင်းနှာစီးချောင်းဆိုးနေလေအခုချောင်းဆိုးအချွတ်ချက်တဲ့အခါမှာဗောနော် ကိုလုံမိနေတဲ့အရာတွေကပို့ပြီးတော့ချောင်းဆိုးစေတယ်ဆိုတာကိုသတိမမူမိရင်ချောင်းဆိုးရဲ့ကြာရှည်သွားမယ်ပေါ့နော်အဲဒါကြောင့်မို့လို့ဒေါက်တာရှောင်းဝမ်းမြအရာလေးပြပြခြင်းလို့ပါနံပါတ်1အချက်အနေနဲ့ကကြတော့ဒီအချိုတွေပေါ့နော်အချိုတွေစီကြော်တွေတကြားများတဲ့အစားအစာတွေအဲဒါတွေအကုန်ရှောင်းရမယ်နောက်တစ်ခုနံပါတ်2အနေနဲ့ကကြတော့တောက်စရာတွေပေါ့နော်တောက်စရာတွေထဲမှာဆိုလို့ရှိရင်အချိုရည်တွေပြီးလို့ရှိရင် ကဖင်းတက်များတဲ့ဟာတွေကော်ဖီလိုလက်ဖက်ရည်လိုပြီးရင်ရေခဲရည်တွေပေါ့เนาะဒါမျိုးတွေကြဒီချောင်းဆိုးချွဲထားတာကိုပို့ပြီးတော့များစေတယ်နောက်ဆုံးနံပါတ်3ချက်ကကြတော့အမှုရည်ပေါ့เนาะအမှုရည်ဆိုတဲ့နေရာမှာကိုယ်တိုင်ဆေးလေးတောက်တာပဲဖြစ်ဖြစ်အဲဒီဆေးလေးမှုရည်ရှူမိတာဖြစ်ဖြစ်တခြားပြင်အချင်းဆေးမှုရည်အမှုတိုင်းထုံးတဲ့အမှုရည်တချို့ဆိုရေမွေးနှံ့ပြင်းပြင်းအဲ့လိုဟာဒီဖုံမှုန့်နေဓာရီအကုန်လုံးကချောင်းဆိုးချွဲချက်တာကိုပို့ဆိုးစေတယ်เนาะအဲ့တော့ဒါလေးနဲ့တက်နိုင်တမန်ရှောင်ရင်းနဲ့ချောင်းဆိုးမြေမြေတက်တာကြပါစေเนาะ